ကျွန်တော်မိတ်ဆွေများအင်္ဂါသားသမီးများအားလုံးမင်္ဂလာပါနှုတ်ခွန်းဆက်သပြပါရခင်ဗျတဲရကကြမှာတလားစာခုနလပိုင်းအတွက်ဇူလိုင်လခုနလတလားစာအတွက်ကို အင်္ဂါသားသမီးများတွေတဲရော့နဲ့ဟောပြောပေးပဲတုံ့တက်ပေးပါ ဖြစ်ပါတယ်မိမိတို့ကဒီတလားစာအတွက်ကိုတဲရကြောက်တဲ့နမိတ်ဆိုင်ရဆိုင်ရနေဘက်ပေါ်မှာတုံ့တက်ပြီးတော့ဆောင်ရတော့ဖို့ဖြစ်ပါတယ်နော် ကဲအင်္ဂါသတိမြတ်တွေပထမဆုံးခေါ်ပြောပြရမယ်ကပ်ပြားပေါ့နော်ပထမဆုံးခေါ်ပြောပြရမယ်ကပ်ပြားမှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့နော်သိမပါလားကြီးကျောင်းတတ်တယ်လုပ်ငန်းမှာအဆင်မပြေဘူးမြဲတတ်တယ်နော်အဲ့တော့မိသားစုထဲမှာဆိုလို့ရှိရင်ကြောက်နေတာညှိနှိုင်းရခက်တဲ့အနေအထားမျိုးဖြစ်တတ်တယ် ရှိသူကိစ္စရင်းမှာဆိုလို့ရှိရင်လည်းပူဆွေးတော့ကအနေထားမျိုးရောက်တဲ့အနေထားမျိုးဖြစ်တယ်။ဒါစီအချင်းနေ။အလောက်ကင်မှာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေများတတ်တယ်။ဆုံးရှုံးမှုတွေလည်းကြုံရနိုင်တယ်နော်။နောက်အထက်သူကြီးနဲ့အဆင်မပြေမှုတွေဖြစ်တတ်တယ်။မိစေပေါင်းတွေကလည်းအတိုက်ခံအနောက်ချက်တွေလည်းပေးတတ်တယ်နော်။မြင်နဲ့ပတ်သက်လို့ရှိရင်အမှုခင်းကြုံတာတွေပါလို့လက်တော့ကြုံတွေ့နေရတတ်တယ်။ပညာရင်းနဲ့ပတ်သက်ပြီးတော့ရှေ့တော့ကဲနောက်ဆော့ကဲပုံစံမျိုးတွေဖြစ်တတ်ပါတယ်။ဒါအင်္ဂါတသမီးနဲ့ပတ်သက်ပြီးတော့ လက်ရှိကြုံတွေ့နေတဲ့ကံကံကြမ္မာကပ်ပြားလေးပဲဖြစ်ပါတယ်နော်တချို့ကိစ္စတွေကအမှုခင်းနေတဲ့ပတ်သက်ပြီးတော့ဂျင်းဆိုင်နေရတဲ့ကိနေကြုံနေစေဖြစ်တတ်တယ်အဲဒီလိုအမှုခင်းနေကြုံနေတဲ့အခါမှာတော်တော်နဲ့မပြီးပဲနဲ့တလုတ်တလန်းနေပုံစံလို့တွေဖြစ်တတ်တယ်အင်္ဂါသားသီးတွေနဲ့ပတ်သက်ပြီးတော့နော်နောက်မိမိတို့ရဲ့ရိုးရနဲ့ပတ်သက်လို့ရှင်ရိုးရပြက်နေရမျိုးတွေကြုံရနိုင်တယ်ပြန်မှာဆိုတော့ရှင်နော်အများကမွေးလိုက်မိထွန်းတဲ့ကိစ္စတွေမှာတော်ဝင်ယူပြီးတော့ခရီးကွက်ပေးပြီးတော့မွေးရမိထွန်းတဲ့ကိစ္စတွေမှာ ပြက်ကွက်နေတာမျိုးတွေမိမထွက်ပြက်ပဲနဲ့ပေါ့နော်အဲ့လိုမျိုးတွေပြက်ကွက်နေတာတွေအဲစားရဖြစ်ပေါ့နော်အဲ့တော့အဋ္ဌာထလောက်ထားတယ်ဖရာတရားလောက်ထားတယ်စားရဖြစ်ပေါ့နော် အာထာရိယာစာအကုန်လုံးကတာဝမဲနေတာတွေပြက်ကွက်နေတာမျိုးတွေကျွမ်းတတ်ပါလားအဲ့ပဲဆိုစိတ်ချောက်ချားမှုတွေကိုကန်တီးနေကြတဲ့အနေအထားမျိုးဖြစ်ပါလားနော်တက်ပဲဆိုတဲ့ကပ်ပြားလေးဖြစ်ပါလားတစီဆိုတဲ့ကပ်ပြားလေးဖြစ်ပါလားကိုယ်အရှိကစားကိုယ်ကို6လက်နေတဲ့ဘောပုံစံမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့ပုံစံဖြစ်တတ်တယ်အဲ့တော့ကိုက၆လက်မှုတွေနဲ့ဂျုံတွေးနေရတတ်တယ်ကိုယ်စိတ်ကိုလည်း မဝင်မရဲပုံစံမျိုးဖြစ်တတ်တယ်ဘောနော်ဒီအခါမှာတော့อืมဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဝင်လာပါလိမ့်မယ်ကြမ်းဖြစ်နေပါတယ်ဆိုတော့အချင်းအချင်းတော့ဟိုဘယ်လိုခေါ်မလဲအဲခရစ်ကျန်ကြနေလို့ပြောပါမယ်နော်ခရစ်ကျန်ကြနေရောက်လာလိမ့်မယ်ဆုံးရှုံးမှုမရှိဘူးနော်ဥစ္စာပစ္စည်းနောက်မိမိတို့အိမ်မှာဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အချင်းပြောင်းနေလို့မယ်ဆိုလို့ရှိရင်တေချာတော့အချင်းပြောင်းလုပ်လိုက်ပါဟိုကမကောင်းထင်တယ်ထွက်ချင်တယ် ရောင်းလိုက်ပါလိုချင်တဲ့ဝယ်လိုက်ပါအဲ့ဒါဆောင်ရွက်လို့ပြရအောင်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိတို့တိုက်တော့လုပ်ပါဒါပေမဲ့လို့တော့လုပ်မယ်လို့ဆောင်ရွက်ဆုံးဖြတ်မိကမှမလုပ်ဘူးဆိုလို့ရှင်အဲ့ဒီဟာကြီးကအနောက်ဆက်တွေဖြစ်ပါတယ်အဲဒီကပဇနာနော်ဥမာဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြည့်နေတယ်ဒီဆက်ကြီးကထုတ်မှလည်းပြောပြောမထုတ်ပြဖို့ဆိုလို့ရှင်အင်းကတခြားဝင်လာတဲ့လက်လက်ပတ်တွေဟိုကိုယ့်ရဲ့ဟိုကြံစီထားတဲ့အကြံစီတွေမအောင်မြင်မဲ့တဲ့သူကသူ့တို့တိုင်တိုင်ဖြစ်နေတာပါနော်အချိန်ကြီးကြာပြတ်တာပါအဲ့တော့ အိမ်မှာရှိတဲ့စွန့်လက်ဆရာရှိတဲ့မိုက်တရက်တွေစွန့်ပါအဝတ်အဟောင်းတွေရှိရင်စွန့်ပါလူလောင်ပေါက်နဲ့ဝတ်စားတွေအဲတက်နိုင်လို့ရှင်ရှောင်ရှားပြီးဝတ်ပါလို့ပြောချင်ပါတယ်နော်တဖူးဆိုတဲ့ကပ်လက်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတွေနေကိုညီမသောက်ပေါ်မယ်ရဝေးရကွက်ကွာနေတဲ့မိတ်ဆွေပေါင်းတွေနေအဆက်သက်ရတယ်လို့ကိုရှိရယ်ဆိုက်ဆိုက်မြဲမြဲရောက်လာတတ်တယ်နော်အဲ့တော့မိတ်ဆွေပေါင်းတွေနေမိတ်ဆွေပေါင်းတွေကနေမှာတဆင့်ကိုယ့်ရဲ့ လူငယ်နဲ့ပတ်သက်တဲ့အခြေအကျိစတော့ပေါ့ဆိုလို့လည်းကိုကြီးပြိမယ်ဆက်သွယ်ပြိမယ်ပေါင်းစီအောင်ဆားပြိမယ်လို့လည်းပြပါတယ်အဲတော့မစ်စေပန်းနဲ့ရဝရောရှန်နေရောမစ်တစ်ဆွတီတို့ရောက်လာတယ်မိဟောင်းစီအောင်တွေကကိုကြီးမှုတွေကျုံလာနေပါတယ်နော်သကားများတာချင်းအဲ့ဒီသကားများတာလည်းပြေပြေလေးပါပြေပြတ်သွားပြီဟောရီလူကအတိမတ်မပြူတော့ဘူးနော်အဲတော့ပြည်ပုံကချက်လိုက်ပြီမစ်စေပန်းနဲ့ပတ်သက်ပြီးတော့ငါကငါပြောရဲဆိုတဲ့ဟာလေးခွန့်လက်ပါပေါ့ကွာအဲ့မှာဆိုတော့ရှင်ဝင်းမီယူပါနဲ့ပေါ့နော် အဲ့တော့တို့တွေဒီလိုလုပ်ကြအောင်ဝန်တာစာသတင်းကားသတင်းစကားတွေနဲ့အတူတူပေါ့နော်အဲ့ဒီကြားမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေပေါ်နဲ့ comment လာပါဆိုကပြလေးဖြစ်ပါတယ်အလောက်ကနေလည်းပတ်သက်ပြီးတော့အရှောင်းရှိန်တက်လာမယ်နော်လုပ်ငန်းနေတိုးတက်အောင်မြင်မယ်နာမည်ကုန်သတင်း track မယ်နော်တို့ရကူညီမဆမှုတွေပေါ်မယ်တို့ရကူညီမဆမှုတွေပေါ်မယ်ပြောမှာသလိုရှိနောက်ဒီလူမျိုးခြားနိုင်ငံခြားကိစ္စရပ်တွေအောင်မြင်မယ် အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအောင်မြင်မယ်ပြောမှာဆိုလို့ရှိရင်နော်နောက်အင်ဂျင်နီယာလုပ်ငန်းအေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းတွေအချို့ပြီးအောင်မြင်မယ်အုပ်လုပ်ငန်းတွေအိုးလုပ်ငန်းတွေလည်းအောင်မြင်မယ်ဒါနောက်ပန်းတွေပန်းစိုက်ပျိုးရေးတွေအောင်မြင်မယ်ပန်းအယောင်းဆိုင်တွေဒီဆိုင်တွေအောင်မြင်မယ်နော်ဒါတော်တော်များလုပ်ငန်းငယ်ငယ်တော့အများကြီးပဲပြောမှာဆိုလို့ရှိရင်နော်အင်္ဂါတပိများအလောက်ကန်နေကောင်းပါတယ်လို့ပြောချင်ပါနော် ဒါသမီးနဲ့ပတ်သက်လို့ရှင်သူဒိသာပါ။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ရုပ်ရည်ဖြစ်သွားတတ်တယ်။နော်။စိတ်စင်္ကန်းနဲ့ကြုံရတတ်တယ်။ဒါလေးနဲ့ပတ်သက်ပြီးတော့။နောက်ဒါသမီးနဲ့ပတ်သက်လို့ရှင်ပေါ့လို့မရပါဘူး။နော်။ခီးသွားတဲ့ခါမှလည်းပေါ့လို့မရဘူး။ရဝေးကြောင့်လည်းဒါသမီးနဲ့ပတ်သက်လို့ရှင်လည်းပေါ့လို့မရဘူးလို့ပြောမှဖြစ်ပါတယ်နော်။အင်္ဂါဒါသမီးကြီးတွင်ရောပြင်ရောပေါ့နော်။အဲဒီမျိုးစာမျိုးတွေပဲ။အဲတော့ဒါသမီးနဲ့ဒါသမီးနဲ့ပတ်တဲ့အထူးအထူးသတိထားပါလို့ပြောချင်ပါတယ်။ အဲ့တော့ဈမိုင်းနဲ့ပတ်သက်တာတွေသတိထားမယ်။နောက်ဒိုက်ခိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေသတိထားမယ်။အနိုင်ခံနေနဲ့ပတ်သက်ပြီးတော့နော်အဲ့တော့အန်ဒရက်ရှိတဲ့အနေထားအန်ဒရက်ဆော်ဝင်မျိုးရောက်နေတတ်ပါတယ်လို့ပြောချင်ပါတယ်နော်။အဲ့တော့အောက်လက်ငယ်တိုင်းလုပ်ငန်းရှင်တွေနဲ့ပတ်သက်ပြီးအောက်လက်ငယ်တိုင်းနဲ့ပတ်သက်ပြီးရှင်နဲ့စိတ်ညစ်ဆိုင်ကျွမ်းရက်တယ်။အောက်လက်ငယ်တိုင်းကိုကြားပြီးလုပ်ငန်းမှာရပ်ဆိုင်သွားလိုက်လုပ်ငန်းမှာပြတ်နေတဲ့ဆိုင်ကျွမ်းရက်တယ်နော်။အဲ့တော့ဒါလေးသတိထားချင်ပါတယ်နော်။အောက်လက်ငယ်တာတာသမီနဲ့ပတ်သက်လို့ရှင်။ဒက်ဆိုတဲ့ကပ်ပြားလေးဖြစ်ပါတယ်နော်။အဲ့ဒါလေးဆိုတော့ ကြည့်ထားပါလို့ပြောချင်ပါတယ်နော်အတိုက်ကနောက်ဆက်တွေกินတယ်အတိုက်ကနောက်ဆက်ကြုံလာတဲ့အခါမှာအင်္ဂါသတ္တိဘက်မှာအဖက်ဘက်ကနေပြောရက်တည်ပြီးမယ်အောင်မြင်မယ်တရားယုံကိစ္စတွေပေါ်ပေါက်တတ်တယ်ကိုကနိုင်မယ်နော်တရားယုံနဲ့ပတ်သက်ပြီးတော့တရားရှိရှင်ဆိုင်ရတဲ့ကိစ္စတွေပေါ်ပေါက်တတ်တယ်ကိုကတော့အောင်မြင်မှုရရှိသွားလိမ့်မယ်နော်ဒါကြောင့်လို့အတိုက်ကနောက်ဆက်ဆိုတော့တမျိုးကြပြောမှာဆိုလို့ရှိရင် အနိုင်ခံနောက်ချက်တွေဝင်မလာတော့နဲ့ချက်သွားမယ်အနိုင်ခံနောက်ချက်တွေကအလောက်မရှိဘူးဒါပေမဲ့တရားရုံးနဲ့ပတ်သက်ပြီးရင်ဆိုင်ရကိရှိတယ်ဆိုတော့တရားရုံးနဲ့ပတ်သက်ပြီးရင်ဆိုင်နေရတဲ့အင်္ဂါသားသိမိတ်ဆွေတွေကို အမှုကိစ္စရှိတယ်နိုင်နိုင်သွားလိမ့်မယ်ပေါ့ဗျာအောင်မြင်သွားလိမ့်မယ်လို့ပြောချင်ပါတယ်နော် just it အိမ်တော်ချင်းနဲ့ပတ်သက်ပြီးတော့နော် ပထမတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အတိုက်ခံလို့ဆိုပုံစံမျိုးလေးတွေကိုလူကလှုပ်လှုပ်လို့ဒီလူကလှုပ်လှုပ်လို့ပုံစံမျိုးတော့ရုံးထိုင်ကြောင်းတင်ဖြစ်တတ်တယ်။ဒါပေမဲ့အဲ့ဒီအိမ်တော်ကြီးကနော်အရန်ကောင်းလာမယ့်အိမ်တော်ကြီးဖြစ်ပါတယ်။ဒါတော့အပင်တပင်လေးရစိုက်ကစားရှိသေးတယ်။နော်အညွန်လေးရထွက်ကစားရှိဟိုပိုးလေးရလာကိုက်တယ်ဒီပိုးလေးရလာကိုက်တယ်ပုံစံမျိုးတော့နည်းနည်းဖြစ်တတ်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီတဘာဝကိုအကုန်လုံးလွတ်မြောက်သွားမယ်။ကြောက်မှာဆိုတော့ရှင်နော်။အဲ့တော့ဒီကိုစိုက်ထားတဲ့အပင် ကိုကိုယ်တိုင် ရှင်းတန်းလာပြီးတော့ဝိဝိဆက်ဆက်ဖြစ်လာမယ်အနေဓာမျိုးကိုကိုယ်တိုင်ရှင်းတင်ရမယ်အတိပွင့်နေခံစားရမယ်အနေဓာမျိုးဖြစ်ပါတယ်အဲ့တော့အိမ်ဆိုင်နဲ့ပတ်သက်ပြီးတော့မိမိတို့တိတ်တူကူလှုပ်ထားတဲ့စီးပွားရေးတွေလူမှုရေးတွေအတိုင်းဝိုင်းတွေကြီးမားတဲ့လုပ်ငန်းတွေလှုပ်ထားလိုက်ဆိုရင်လည်းအရန်အောင်မြင်မယ်လို့ပြောချင်ပါတယ်နော်အဲ့တော့ဟိုအိမ်ဆိုင်နဲ့ပတ်သက်ပြီးတော့ စိတ်ချမ်းသာစရာကြီးဖြစ်လာမယ်လို့ပြောချင်ပါတယ်။ဒါဖြင့်လူငယ်နဲ့ပတ်သက်တဲ့အခြေအရာတော့သူပြောကြတယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအရာပထမတော့ဘေးကအော်တိုရခွတ်ထုတ်လို့လို့တကယ်ချင်းကခွတ်ထုတ်လို့ပုံစံမျိုးပေါ့နော်။အခြေအနေနဲ့ပတ်သက်ပြီးရင်အစင်မပြေမှုရဲ့ကျွမ်းနိုင်တယ်။ကျွမ်းရတယ်တဲ့နဲ့တယောက်စိတ်တော်သားတွေနော်။အဲဒါတော့သစ္စာပါဒလို့ခါရတယ်။ဈာခုတ်ထားတဲ့အနေအထားမျိုးတွေကျွမ်းရတယ်ပေါ့နော်။ဒါပေမဲ့လို့ဒါကထင်မြင်ယူဆချက်လို့ပဲပြောမှဖြစ်တယ်။တကယ်လည်းလက်တွေ့အတိအကျမဟုတ်ဘူး။ အဲ့တော့ချီးလေနောက်ဆုံးနောက်ဆုံးပိတ်မှာကောက်ကောက်မမွေဖြတ်လာမှာဖြစ်ပါတယ်အိမ်တော်လေးတို့ချီးလို့ဆိုတာဒါပြောစင်တာအတိုက်ခံလေးတွေဖြစ်ပြီးမှအောင်မြင်လာမယ်လို့ပြောချင်းဖြစ်ပါတယ်နော်ဟာမစ်ဆိုတဲ့ကပ်ကြလေးဖြစ်ပါတယ်နော်အဲ့တော့ဒီဟာပုံနာပါကွင်းပေါ့အဲရှင်ဒီသူတော်စင်ကပ်ကလေးဖြစ်တဲ့ဆက်အိမ်တော်ကြီးချီးတွေကောက်ပါတယ်မှောင်နေတဲ့ကြားထဲကနေပြီးအလင်းနဲ့ရောက်လာမယ်လို့ပြောချင်းပါတယ်အိမ်တော်ကြီးချီးရောနော်ဒီကပ်ကြမ်းမှာသူကမိရင်လေးပါပါတယ်အထောက်ပြုမိပြုစီတဲ့အထောက်ထားလေးဖြစ်တဲ့အတွက်တောင်ဝေးတစ်ချောင်းပါပါတယ်နော်အဲ့ဒါတွေကအားလုံးက ိမ်တိုင်းနဲ့ပတ်သက်ပြီးတော့လဲကြစရာအကြောင်းမရှိဘူး။ကြီးနဲ့ပတ်သက်ပြီးတော့လဲကြစရာအကြောင်းမရှိဘူး။မှောင်မိုက်စရာလည်းအကြောင်းမရှိဘူး။လင်းလာပါလိမ့်မယ်။အထောက်ကူပေးလာပါလိမ့်မယ်ပြောချင်ပါတယ်နော်။တမရီတမရီကလေးထက်တတ်တယ်။ကြီးနဲ့ပတ်သက်ရင်တမရီညံ့တတ်တယ်။နော်လေတို့တောင် ဖြစ်တတ်တယ်။တမရီနဲ့ပတ်သက်ပြီးအဲ့လေဒေထားပါ။ နော်ဥကောင်းကြိုက်တာလို့ရေဘဘရင်ဘထက်မှမကြည်မတာဖြစ်တာလို့အဲ့ဒါမျိုးဖြစ်တယ်ကျမိုင်နဲ့ပတ်သက်ပြီးတော့နော်ဒါအဲ့တော့ကျမိုင်ကြီးတို့ပြဆိုင်ပါအေကရေတဲ့ကျမိုင်ကောင်းတဲ့ဆိုရင်အိမ်မှာရှိတဲ့ကလေးခိုင်ဆုပ်တွေဆွပြပါလူမီးရဲ့တက်ကနောက်ဆက်တွေဖြစ်နေကလေးခိုင်ဆုပ်တွေဆုပ်တွေဆွလွပြပါဆွပြပါအဲ့တော့လူမီးကိန်းတွေကောင်းပါလိမ့်မယ်ကျမိုင်တွေကောင်းပါလိမ့်မယ်နော်ပါရည်လုပ်ငန်းနေထဲထဲမှာလုပ်ဖြစ်ပါလိမ့်မယ် စဉ်းစားပြုခေါ်မှုပိုင်းနေကောင်းလာပါလိမ့်မယ်။စီပွားရေးတွေကဘာသာရေးနဲ့တွဲလို့မှအောင်မြင်ပါလိမ့်မယ်။စိတ်ကောင်းနှလုံးကောင်းထားပြီးတော့ထောက်ရနေခြင်းဟာစီပွားတိုးတက်လာပါလိမ့်မယ်။အဲဒီတော့အဲဒီတော့မိမိသားစုလုပ်ငန်းခွင်တွေအေးချမ်းမယ်။မိသားစုလုပ်ငန်းအေးချမ်းမယ်။လုပ်ငန်းခွင်ကြီးတွေမှာလည်းအေးချမ်းမယ်။စားတောက်စိမ်းမှာဖြူပဲဖြစ်နေတဲ့အနေထားနေပြီးတော့စုစည်းလာမယ်။စီပွားကောင်းလာမယ်။ရေးဆိုင်တွေအယောင်ဆိုင်တွေစီဆိုင်တွေလည်းကောင်းလာမယ်။နော်။အဲဒီတော့စီပွားနဲ့ပတ်သက်ပြီးတော့ အောင်မြင်စင်တယ်ဆိုလို့ရှိရင်တရဏာတွေဒေါ်လာတွေကိုချောင်ချပါစိတ်ကောင်းတဲ့လောကမွေးပါတက်နိုင်ရင်ဗာရာလေးတက်နိုင်တယ်ပြီးလုပ်ပါမလုပ်နိုင်ရင်စိတ်ကောင်းတဲ့လောကထားပါလို့ပြောချက်ဖြစ်ပါတယ်ဧကရီဒီမှာဧကရီနော်ဒါဧကရီဧကရီဆိုတော့အမျိုးသမီးကုညီမသားကိုပေါ့မယ်ကံကံကြမ္မာတဲ့ကံကြမ္မာတဝိစောဖို့ကျွန်း ကန်ကောင်းလိမ့်မယ်တဲ့ပြောချင်ပါသေး။ရှင်းမမှုတွေရမယ်ပြောင်းလဲရင်ကောင်းတော့ပြောင်းလဲခြင်းဖြစ်မယ်။ကန်ရကောင်းလာမယ်။အကန်ကောင်းတဲ့ကဘာလဲဆိုမိမိတို့အင်္ဂါသားသမီးတွေမိမိတို့ဆံရဆံရအလုပ်တွေရည်ရွယ်ချက်တွေစိတ်ကူးတွေမှန်ထားရတဲ့မှန်ချက်တွေဒါတွေဖြစ်လာမယ်လို့ပြောတာပေါ့နော်။ကန်ရကိုဖြစ်အောင်မျက်လာပေးမယ်လို့ပြောချင်ပါသေး။အဲ့တော့ကန်ကောင်းတယ်လို့နားလည်လိုက်ပါငွေကြေးရတော့ပထမတော့ငွေထွက်ပြီးနည်းနည်းကျန်းလိုက်မယ် ထွက်နေတဲ့ငွေတွေအကုန်ပြောင်းဝယ်မှာနှစ်ဆပြောင်းဝယ်မှာနည်းနည်းတော့ငွေအပထမတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ထွက်ကြမယ်ပြီးရင်ငွေရဲ့ထွက်နေတဲ့ငွေပြောင်းဝင်လာလိမ့်မယ်ငွေကိုကနိုင်သွားမယ်ငွေလိုချင်တာကိုလိုချင်တာရမယ်ခေါ်လိုက်တာလည်းရမယ်နော်ဒါပေမဲ့ရှိမှတော့ငွေနဲ့ပတ်သက်ပြီးတော့အတိုက်ခံနေဖြစ်ပြအောင်ပါဖြည့်ရှင်းရမယ်မဖြည့်ရှင်းတော့ဝင်ဝင်မဝင်နိုင်ဘူးတကယ်ချင်းဖြည့်ရှင်းလိုက်ပါငွေလိုချင်တဲ့ဆိုလို့ရှိရင်ဒါဆိုငွေတွေဝင်လာလိမ့်မယ်ဒါဝယ် ဖော်ပြပေးလိုပါတယ်ဖိဘူကံတောင်းကြမှုတွေပဲအတွက်လဲတဲ့သာသမိပဲဆိုရင်တွေ့ရင်ဘူကံတောင်းကြတာရှိတာလေ့ကြတဲ့အနေနဲ့မဖြစ်တတ်ပါဘူးနော်သာသမိနဲ့သာသမိအောက်လက်ငယ်တာတွေ့ရင်တောင်းကြမှုရှိတယ်ဘူပံမှုဖြစ်တတ်တယ်ဒါလေးကိုဒါလေးကိုထပ်ပြောကြမယ်ထပ်ပြောပါမယ်သာသမိနဲ့ပတ်သက်လို့ဆိုရင်တောင်းကြမှုဖြစ်တတ်တယ်ဘူပံမှုကြီးကျွမ်းတတ်ပါလေနော် ။တမွန်းတယ်။တမွန်းဆိုတာလာမင်းနော်ဇုတ်တိကိတရဲ့ဖုန်နဲ့မှဆိုရင်မဘက်ကကိုစားပြုရယ်အခြေခဲအနေနဲ့ပြောမှဆိုရင် အမေနော်မိခင်မိခင်နဲ့တာသမီမျက်ရည်ချင်းကြားပါလို့ပြောချင်ပါတယ်နော်ဟုတ်ပြီအဲဆိုတော့ရေရရီဘာလို့ထားမလဲဆိုတာ သာသမီနဲ့ပတ်သက်ပြီးတော့ပူပင်တော့ကမကြရရရလေအောင်လာပြည်နေမှာလာမောက်ခွကြည့်ပါနော်လာပြည်နေမှာလာမောက်ခွကြည့်ပါနောက်တစ်ခုကစေယုံစည်းကမ်းမှာစင်ရနံပါတ်2တွေတိဝတ္တဆာပစံခဘဗေဇနာနည်းများမစုံအားပြီးပါခွေးလေခွေးလွဲ့နေဦးအစာပြီးပါခွေးလေခွေးလွဲ့ရတဲ့ကြရရည်နော်ဒီသာသမီနဲ့ပတ်သက်ပြီးအေးချမ်းမှုတွေ ခွေးလေခွေးလွန်းနေခွေးလေခွေးလွန်းနေကိုစားကြွေးပါအဲကြတဲ့ကိုထဲထဲဝင်လောက်ပါနောက်တစ်ခုကဖျားသားဘာလူထားမယ်ဆိုလို့ရှင်မြေအိုးလေးနဲ့ဩဇာ73ညွန့်ဩဇာ73ညွန့်မြေအိုးလေးနဲ့ဩဇာက73ညွန့်ဩဝါ71ညွန့်ဆက်ပြီးတော့ဖျောက်လို့ပါ တို့ဆူတောင်းမှာအာရရရတကယ်မိမိကြုံတွေ့နေတဲ့ကိစ္စရောမိမိသားသမီးအောက်လက်ခံတာနဲ့ပတ်သက်တဲ့ကြုံတွေ့ရမယ့်ကိစ္စတွေကိုခြုံငုံပြီးတော့သူကအဲ့ရရကကုညီတော့ပါလိမ့်မယ်နော်အဲ့ဒီအခါကျတော့အရာအနေနဲ့ပတ်သက်လို့ရှိရင်ဘလို့အရာနဲ့ကြိုးပေးမလဲဆိုလို့ရှိရင် အနည်းအောင်ကြိုးပေးပါတယ်နော်အနည်းအောင်ကအချိုးပေးပါတယ်အချိုးအောင်ကြိုးပေးပါတယ် နေအောင်ကျိုးပြရတယ်အဖြူအောင်ကျိုးပြပါလေနေအောင်ကျိုးပြမယ်အဖြူအောင်ကျိုးပြမယ်နောက်တစ်ခါဘာဘာငပြောညွှန်ရအောင်လို့လားအနုဝါအဘဝအစိမ့်နှုတ်ရအောင်လို့အစိမ့်နှုတ်ရအောင်လို့နော်ကျိုးပြပါတယ်အာအဲ့ဒါနောက်တစ်ခါရှင်းဖို့ရောင်လေးတွေဘယ်လိုကောင်းမလဲရင်းညောင်လို့ပြောမလားရှင်းဖို့ရောင်လို့ပြောမလားအော်လို့ဘယ်လိုကောင်းမလဲ ဩနည်းနည်းဒီခုရောက်တဲ့ပုံစံမျိုးညစ်တဲ့အကြောင်းပုံစံမျိုးပေါ့နော်ဒီလိုအကြောင်းလေးရတယ်ကျုံးပြပါတယ်မိခုရောက်လို့မှိုင်းမှိုင်းတဲ့အကြောင်းလေးတွေကျုံးပြပါလို့ပြောချင်ပါတယ်ဟမ်တက်စင်စဲရောက်လို့ပြောမှာနော်စင်စဲရောက်လေးတွေကျုံးပြပါတယ်နော်အဲဒီတော့အဲ့ဒီအကြောင်းလေးဝတ်စမ်းမအိုက်လာမှာနေ့တွေကတနင်္ဂနွေနေ့နော်တနင်္ဂနွေနေ့ အချိုးပေးတော့နေ့ကသတင်းဝင်ကြီးဖြစ်ပါတယ်။ကျွန်တော်တို့ကစနေနေ့ကြိုးပေးပါတယ်။သတင်းဝင်ကြီးတို့စနေနေ့တို့ကြိုးပေးပါတယ်လို့ပြောပြပြပါထောက်ထောက်ပြပေးလို့ပါတယ်နော်။အဲ့ဒီနေ့တည်းမြို့တော်နေကောင်းနေ့ရရှက်တရားဘရက်တွေအားကောင်းလဲဆိုလို့ရှိရင်7ရက်2ရက်1ရက်နော်အကျိုးပေးပါတယ်။7ရက်1ရက်2ရက်ပါပါပဲအဲ့ရက်တွေပဲကြိုးပြပါရနော်အဲ့တော့နေ့ရော ကနားနေရတစ်ကနားကိုကနားခုနှစ်ကနားကျူးပြီးပါတယ်တစ်ကနားရဲ့ကိုကနားရဲ့ခုနှစ်ကနားရဲ့ကျူးပြီးပါတယ်အင်္ဂါသားသမီးနဲ့ပတ်သက်ပြီးကဲဒါဆိုရင်ပြည့်စုံပါပြီနော်အင်္ဂါသားသမီးများအားလုံးစိတ်ချနာခြင်းကိုယ်ကျေးဇူးတင်ပါတယ်ပြည့်စုံကြပါစေ